Inclusive.trading and investment seminar ကို AR Trust Securities Company က2016ခုနှစ်ဇွန်လ4ရက်နေ့နနက်9:00ခွဲအချိန်မှာရန်ကုန်မြို့ Novotel Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီအခမ်းအနားကိုအထူးဖိတ်ကြားထားတဲ့ AR Riot Banking နဲ့ Corporate Banking ကဧည့်သည်တော်တွေရန်ကုန် Store Exchange YSH နဲ့မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် SCCM တို့ကပုံကိုယ်တွေတက်ရောက်ခဲ့ပါတယ်။ ထီရခန်းနာကိုစီမံကိန်းနဲ့ဗန်နာရေးဝင်ကြီးဌာနကဒုတိယဝင်ကြီးဦးမမောင်ဝင်းတက်ရောက်ခဲ့ပြီး AR Financial Group နဲ့ AR Threat Securities Company ကဥက္ကဋ္ဌဦးစောစောကအဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ဆက်လက်ပြီး AR Trust Security Company က Senior Vice President ဖြစ်တဲ့ဦးရီကီဦးက AR Trust Corporate Profile အကြောင်းမိတ်ဆက်ပြောကြားခဲ့ပါတယ်။အဲဒီနောက် AR Trust ရဲ့မိဖက်အဖွဲ့အစည်းတွေ ဖြစ်တဲ့စင်ကာပူနိုင်ငံမှာရှိတဲ့ Wine Store ရှယ်ယာဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ Philip Capital နဲ့ SAC Capital ကတာဝန်ရှိသူတို့ကရှင်းလင်းပြောကြားခဲ့ပြီးတည်ယုံလာတဲ့စိတ်ပါဝင်စားသူတွေရဲ့မေးမြန်းမှုတွေကိုလည်း၎င်းတို့ကပြန်လည်ဖြေကြားခဲ့ပါတယ်။အဲဒီနောက် AR Trust Security Company ကအုတ်ချုပ်မှုဒါရိုက်တာဦးစိုးလင်းထွန်းကကျေးဇူးတင်စကားပြောကြားခဲ့ပြီးအခမ်းအနားကိုရှုပ်သိမ်းခဲ့ပါတယ်။ ်အခုကတော့အာဒီမြန်မာပြည်ရဲ့ဒီဟို WiFi 6မှာ security ကနှစ်ခုပဲရှိရပါတော့ FMI ရဲ့ပြီးတော့ဒီလိုက MT hashage ပေါ့နှစ်ခုပဲရှိတယ်ဆိုတော့ဒါမဲ့လည်းဟိုအကျိုးမြတ်ဘယ်လိုရမလဲဆိုတဲ့ဟာကိုဒီ security company အာ security company တွေပေါ့နော်ဒီ AR trust ကလည်း security company တစ်ခုဖြစ်တယ်လျောက်အကြံပေးသွားမှာဖြစ်ပါတယ်ဒီဟို customer အနေနဲ့ကြတော့လေဒီဟိုမြန်မာပြည်သူလူထုအနေနဲ့ကြတော့ဒီ capital market နေရာနည်းနည်းစိမ့်သေးတယ်ပေါ့နော်ဘယ်လိုစိမ့်သေးတဲ့အတွက်ကျွန်တော်တို့ဒီ AR trust အနေနဲ့ဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ တို့ကကျွန်တော်တို့ရှိမှာစင်ကာပူကဖာနာရှိရပြီးတော့အိန္ဒိယဖာနာရှိရပြီးတော့အဲ့လိုမျိုးဖာနာလုပ်ထားရတော့သူတို့စီကနေပြီးတော့ဟိုကျွန်တော်တို့နဲ့ပူးပေါင်းပြီးတော့ advice ပေးရပါတော့ customer တွေကိုဟုတ်ကဲ့ဟို stock market ဆိုတာကတော့ဘယ်လိုပြောမလဲ um ဟိုဟိုရှုံးဒီရှုံးတာလည်းရှိတယ်အာအမြတ်တာလည်းရှိရပါတော့ဒါပေမဲ့ဟို ဒီ security community နဲ့ကျွန်တော်တို့ကဝန်ဆောင်ပေးနိုင်တာကတော့ဒီ customer တွေအကြံပေးတာပါเนาะဘယ်ဘယ် stock ကိုဘယ်အချိန်မှာဘယ်လိုဝယ်ရမလဲပြီးတော့ဟိုဘယ်လိုရင်းနှီးမြှုပ်နှံရမလဲပေါ့เนาะပြီးတော့ကျွန်တော်တို့ဒီ recurring customer တွေဆိုလို့ရှိရင်ဟို တို့ကြီးကြတော့ဟိုပါပေါ့နော်အမ်တို့က product တွေအများကြီးရှိရခင်ဗျာဒီ investment product တွေပေါ့နော်အဲထက်မှာကျွန်တော်တို့ AR trust တွေနဲ့ဟိုတို့ကိုကူညီပြီးတော့ဟိုဘယ်လို share တွေကိုဘယ်လို blue invest လုပ်မှာပါလဲဆိုတော့အကြံပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဥပမာ customer တွေက AR trust မှာနော်ဒီ security account ဖွင့်နေတယ်ဆိုလို့ရှိလို့ရှိရင်ရန်ကုန်နဲ့မန္တလေးမှာရှိရန်ကုန်မန္တလေးနှိပ်ပြီးတော့ပေါ့နော် အာပြီးတော့တောင်ကြီးလက်ရှိအမှရှိတဲ့ဟိုဘန်ခွဲတိုင်းမှာ AR Trust account print လို့ရပါတယ်။ဟုတ်ကဲ့အဲ့တော့ပြီးတော့တို့ AR Trust account print ပြီးလို့ရှိလို့ရှင်တို့ share တွေကို phone မှာနေမှာလို့ရတယ်။အာပြီးတဲ့ခါကျတော့ဒီကျွန်တော်တို့ဒီဒါမဲ့လူကိုယ်တိုင်းလာမှာမယ်ဆိုရင်တော့ကျွန်တော်တို့ရန်ကုန်ကဒီကျွန်တော်တို့ရဲ့ဟို head office ကိုလာရမယ်ပေါ့နော် AR Trust office ကိုတော့လာရမယ်ခင်ဗျ။အာနောက်ပိုင်းကျရင်တော့လည်း customer တွေပုံမှန်ပြီးလွယ်ကူအောင်ကျွန်တော်တို့ online trading လုပ်ပါဖို့လည်းအစီအစဉ်ရှိပါတယ်။ဒါမဲ့ဒါကတော့ဟိုပါပေါ့နော်ဟို security exchange commission ရဲ့ဟိုခွင့်ပြုချက်လေးကိုကျွန်တော်တို့စောင့်နေခင်ဗျခွင့်ပြုချက်ရရဆိုလို့ရှိလို့ရှိရင်တော့ကျွန်တော်တို့ online trading ကိုမှခွင့်ပြုပါမှာဖြစ်ပါတယ်။စွန်လ၄ရက်နေ့မှာပဲနေ့လယ်ပိုင်းမှာတော့ stock ဈေးကွက်မိတ်ဆက်လက်ရှိဈေးကွက်ကိုသုံးသပ်ပုံနဲ့ i trading platform မိတ်ဆက်တို့ကို Yangon Stock Exchange YSH မှာဆက်လက်ပြုလုပ်ခဲ့ပါတယ်။